ရိုက်တော့မတိုက်ပါဘူးဒီလိုပါပဲကြိတ်ဝိတ်ချရမှာပေါ့မကြီး32ပေါင်ကြားတယ်ဒါပေမဲ့အဲ့32ပေါင်မှာကဆရာဝန်ညွှန်ကြားတဲ့တိုင်းတရားလုပ်တဲ့အတွက်မကြီးကအစီဒီပဲ32ပေါင်ကြားပါတယ်ဒါနဲ့တပေါင်ကတော့ရေဝိတ်ပါဘလုံးမလဲမဖြစ်တော့ဘူးပေါ့ညတော့မလုံးမလဲဖြစ်နေတာပေါ့ဟုတ်ဖြစ်တယ်ဘူးဖြစ်တာအရင်များဝါနေမလားပေါ့ဩဝါများနေတာဒီလောက်ထတ်ချအောင်ကိုစိတ်တဲ့လက်ခံလို့ရတဲ့အနေထားလေးဖြစ်အောင်မကြီးက55နှစ်ဖြစ်သွားပြီ မင်းကြီးပြောပါခမင်းကြီးပြောပါပြီးသွားတဲ့အကြောင်းကိုပြောမယ်ဆိုရင်တော့ဒီတက်တီပြောနေသလိုပါပဲအာစုပြည်သင်းမင်္ဂလာဆောင်လေးရှိနေတဲ့ခါကျတော့မအီတို့တီးတဲ့ချိန်မှာငါဝိချမဖြစ်တော့မယ်ဆိုတဲ့အတွေ့အကြုံပေါ်လာပါတယ်အဲတော့မအီကဟိုဘယ်သူနဲ့စကားဆက်မိလဲဆိုတော့ စနီမြင့်လွင်နဲ့အရင်စကားဆက်မိပါတယ်အဲဆက်မိတော့တတိယဘာကြီးဝိတ်ချမယ်ပိန်အောင်လုပ်ပေးမယ်ဘာညာနဲ့ပြောဘာကြီးငါခန္ဓာကိုယ်ကြီးနဲ့ပိန်ရောပိန်ပါမလားမသိဘူးဒါပေမဲ့ငါပိန်တော့ပိန်ကျင်တယ်ဘာကြောင့်လဲဆိုတော့ဘာကြီးကျမ်းမာရေးရပေါ့နော်ကျမ်းမာရေးရမှာကြီးပိန်ကျင်တယ်ဆိုပြီးတော့အဲ့လိုစိတ်ကလေးဖြစ်ပါတယ်ဖြစ်တဲ့အခါကျတော့တတိယဒီစည်းကမ်းကိုညွှန်ပါတယ်စည်းကမ်းကိုညွှန်တဲ့ပြောဘာကြီးကကိုယ့်ကိုယ်လည်းမသွားဘူးဒါဆိုတော့သူကိုယ်တိုင်လာဖို့ပေးရပါတယ်တတိယအဲလာဖို့ပေးနေတယ်မကြီးတို့ဒီစည်းကမ်းကိုဟိုညွှန်လာပေါ့ ဂျွန်လ၁၄ရက်နေ့ကမ ాయి တို့ဒီစည်းကမ်းကိုစရောက်ပါတယ်။အဲ့ဒါနေပြီးတော့ဆရာနဲ့ဆွေးနွေးပါတယ်။ဆွေးနွေးပြီးတော့မ ాయి မှာဘာယောဂါတွေရှိလဲဒီစည်းသေးချာစစ်ပါတယ်။စစ်ပြီးတော့မ ాయి မှာအများဆုံးကတော့အစီပါပဲခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့တော့အစီကြီးအများကြီးဖြစ်နေတဲ့အတွက်ဟောအဲ့ဒါကိုဆရာတေချာစစ်စစ် ပြီးတော့မှလိုအပ်တဲ့ညွှန်ကြားမှုပေးတာပါ။အဲခက်တာမ ాయి မှာတိုက်ရိုက်ရှိတယ်။တိုက်ရိုက်ရှိတော့အဲအရင်အရင်တော့လည်းမ ాయి ဒီလိုမျိုးဝိတ်ချဖို့ဒီ plan တွေအများကြီးလုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ရိုက်ရှိနေတဲ့အခါကျတော့ တချို့ကမလုပ်ပေးရကြဘူးပေါ့နော်အမှန်တကယ်တော့ thyroid နဲ့မဆိုင်ပါဘူးတကယ်တမ်းကျတော့ thyroid cancer ဖြစ်မှသာလေဓာရီကိုမလုပ်လုပ်လို့မရတာပါအဲ့တော့ဆရာအတိအချစစ်စစ်ပြီးတော့ဘာကြီးကိုလက်တွေ့ချက်ချပဲအခုလိုမျိုးပိန်သွားအောင်အများကြီးညွှန်ကြားပေးခဲ့တာပါဘာကြီးကလည်းဆရာညွှန်ကြားတဲ့အတိုင်းတိတိချာချာလိုက်နာပါလေတိချာလက်တွေ့ချက်ချလည်းလုပ်ပါလေ အဲကြောင့်မလို့မိုက်ဒီဈေးကောင်းလာတဲ့အချိန်တော့ပေါင်139ပေါင်ရှိပါတယ်အခု185ပေါင်အားလုံးပေါင်32ပေါင်ကျပါတယ်ဒါပေမဲ့ထပ်ပြီးတော့လေချအောင်ပါပါဘာသာပေါင်20လောက်ထပ်ချချင်မသေးတယ်မိုက်ရဲ့ body weight နဲ့ဆိုရင်မိုက်ရဲ့ weight ကများနေပါသေးတယ်အဲ့တော့ဂျမ်းမိုက်ရဲ့အရာပေါ့နော်မိုက်ထပ်ပြီးတော့ weight ချအောင်ပါဖြစ်ကိုပါခိုင်းခေါ်လာပေါ့မိုက်ဝချဟုတ်တယ်အဲ့သူကခေါ်လာတယ်အဲ့ခုနကတို့ဘလူးမိုဒီရလဲဆိုတော့ဘလူးမိုဒီမမြပါဘူးဝယ်မဲ့ခေါ်လို့လိုက်လာတာပဲ တိုင်းကတော့ခေကိုကိုကိုဘယ်လိုကြည့်လဲခေခေကိုကိုကိုယုံကြည်မှုပို့ပြီးတော့ရှိလာပါရဲ့ဟုတ်ဤလုံးမျိုးမလုံးမလဲမဖြစ်တော့ဘောရင်းတော့မလုံးမလဲဖြစ်နေရပေါ့ဟုတ်ဖြစ်တယ်ဘယ်လိုဖြစ်တာအရင်များဝါနေမလားပေါ့ဩဝါများနေတာသမီးပြောပြပါခေကရေရပေါင်း200နဲ့မှ32ပေါင်းရှိပါတယ်အခုခေကက200နဲ့မှ1ပေါင်းပဲရှိပါတော့ရဲ့ ခက်ခက်ပေါင်း32ပေါင်ပေါ့နော်စုစုပေါင်း32ပေါင်ကျသွားပါရဲ့ရှင်ပြီးအစီအကြတော့ခက်ခက်14ပေါင်ကျသွားပါရဲ့ရှင်အဆင်ပြေပါရဲ့ဒါမဲ့ဒီကိုလုံးနဲ့ခက်ခက်ဝှစ်ချင်တဲ့အဝစားအဆင်မပြေသေးဘူးပေါ့နော်အများကြီးထချရအောင်ပါခက်ခက်ကဘယ်လိုဝှစ်စားလေးတွေဝှစ်ချင်တာလဲဒီလိုမျိုးနဲ့အဆင်ပြေလို့ဆိုတော့လေအော်လက်ပြတ်ခံဝင်လေးတွေဝှစ်ချင်တယ်လက်ပြတ်ခံဝင်လေးလို့ပို့ဒီလိုအဲ့လိုပေါ့နော်ခံဝင်လေးတွေတော်တော်များများဝှစ်ချင်ဝှစ်ချင် ဝေးရတော့မှာပါဝေးရတော့မှာအဲမိုင်းတော့ပြေးတော့ဘုံက surprise တိုက်လိုက်တာနော် surprise တော့မတိုက်ပါဘူးဒီလိုပါပဲကြိတ်ဝေးချတာပေါ့မိုင်း32ပေါင်ကြားတယ်ဒါပေမဲ့အဲ့32ပေါင်မှာကဆရာဝန်ညွှန်ကြားတဲ့တိုင်းတရားလုပ်တဲ့အတွက်မိုင်းကအစီဒီပဲ32ပေါင်ကြားပါတယ်ဒါနဲ့တပေါင်ကတော့ရေဝိတ်ပါခိုင်းတို့မှာ plan ရှိပါတယ်ဇရားခွက်ရှိပါတယ်အဲ့ဇရားခွက်ကိုကြည့်ရင်အကုန်သိပါတယ်လိမ့်လို့လည်းမရပါဘူးဒီဘက်တစ်ခါမိုင်းတို့ဝိတ်လာချိန်ရတဲ့အခါမှာမိုင်းဒီဒီတစ်ဘက်တော့မှာကောင်းကောင်းစားရလားဆရာဝန်ညွှန်ကြားတဲ့တိုင်းလိုက်နိုင်ရလားဆိုတာက အဲ့ပေါင်ချင်တဲ့အချိန်မှာအကုန်တူပါတယ်ပေါင်ချင်လိုက်တဲ့အချိန်မှာမကြီးရေဝိတ်ကဘယ်လောက်ကြာပါလဲမဆယ်ကဘယ်လောက်ကြာလဲအစီကဘယ်လောက်ကြာလဲဆိုတာတခါတည်းပေါ်ပါတယ်အဲစောပိုင်းကာလာတွေတုန်းကမကြီးဆဆချင်းတုန်းကမဆယ်တွေတည်းကြာအစီကတိတ်မကြာအဲ့တော့အစီကြာဖို့ဆိုတာကမကြီးကအသားများများစားမှရမှာအသားစားတော့မှအဲ့အစီနေရာမှာအသားတွေကတူပြီးမဆယ်တွေတူပြီးမကြီးကဝိတ်ကြာမှာပါ အဲ့နီလောင်မကြီးလောက်ပါတယ်အဲ့တော့မကြီးအငတ်ခံနေရလားဆိုတော့အငတ်လည်းမခံရပါဘူးမကြီးထမင်းလည်းစားပါတယ်မကြီးစားချင်တာတွေလည်းစားပါတယ်ဒါပေမဲ့ချစ်ချိန်ပြီးစားတော့တာပေါ့ဘာလို့လဲဆိုတော့ကိုကဝိတ်ချနေတဲ့ plan ကိုယူထားတဲ့အတွက်အဲ လိန်လို့လည်းမရတဲ့အတွက်ဆရာတို့ကလည်းအားနာတယ်သူတို့ကတေးချောင်စည်တနာနဲ့ကိုယ်ပေးစီချင်တာဆိုတော့ဒါပေမဲ့မိုက်ဘာဟုတွေ့ကြကြတိလာလဲဆိုဘယ်ကရာကိစ္စမျိုးမဆိုကိုကိုတိုင်းပါဝင်ဆင်နွှဲမှာအောင်မြင်မှာပါဆရာတို့ကညွှန်ကြားတယ်ပြောတယ်အဲ့ဒီတိုင်မိုက်တကယ်လက်တွေ့လိုက်နာပြီးနာခံပြီးစားမှတောက်မှနေထိုင်မှမိုက်ဝေးကြမှာပါဒီလအထချောင်ကိုစိတ်ထဲလက်ခံလို့ရတဲ့အနေထားလည်းပြောမိုက်ကတက်က55နှစ်ဖြစ်သွားပြီပေါင်း30လောက်ကျသွားတယ်ဆိုတော့လေတိတာတာပေါ့လေ အဲ့ပေါင်30လောက်မကြခင်ကတော့မသိတာပါဘူး။ဒါပေမဲ့ပေါင်30လောက်ကြတဲ့အချိန်မှာမကြီးညီမအင်ကြီးလေးတွေကို confidence ရှိရှိပို့လာနိုင်တာပေါ့။အဓိကကတော့ကျမ်းမာရေးပါပဲ။မကြီးတို့ကျမ်းမာရေးကောင်းဖို့အရေးကြီးရယ်။မကြီးကလွန်ခဲ့တဲ့ကာလတွေပတ်လုံးမှာသားရယောဂကိုမကြီးအချားကြီးခံစားခဲ့ရတာ။မကြီးမှာတက်ပုံတွေရှိတယ်ပြချင်တယ်။အဲဘလူးလေးလဲဆိုတော့မကြီးရဲ့အဲ့အသက်50ဝန်းကျင်ကာလ57 52အဲ့ဘက်ကနေဆောက်ွားလာတာဟာဒီ။ 53 54ကြီးပေါ့နော်နှစ်နှစ်သုံးနှစ်တောက်လျှောက်သွားအဲ့ချိန်မှာမိုင်းမှလည်းမျိုးဆိုအလက်ဂျီတွေလည်းဖြစ်တယ်မျက်နှာမှာဆိုလည်းဘူးကြီးအများကြီးပေါက်တယ်မိုင်းရဲ့ဒီသွေးကစားတဲ့အခြေအနေဖြစ်နေတဲ့အခြေအနေဆိုအဲ့ဒီဓာတ်ကိုမိုင်းရကြမ်းကြမ်းခံခဲ့ရပါအဲ့တော့မိုင်းရအဲ့ဒီယောဂတွေကိုအရင် ပြောင်းအောင်ကုရပါတယ်ဟိုဝိတ်ကိုနောက်မှချဖို့စဉ်းစားရပါတယ်ဆိုတော့ thyroid ကလည်းဖြစ်ဆိုတော့ thyroid ကိုလည်းအရင်ဆုံးညီအောင်မိုင်းရထိန်းသိမ်းရပါတယ်အဲ့တော့အဲ့ဓာတ်တွေယောဂပါတွေအကုန်ကင်းပြီဆိုမှ ဘာကြီးကဝိတ်ချမဲ့ plan ကိုစလုပ်နိုင်တဲ့သဘောပေါ့စောပိုင်းကာလာလေးတော့ဝိတ်ချရဲဆိုရင်မတိုးပါဘူးမနေကြိုးစားရတာပါအဲကြောင့်မကြီးထမင်းမစားဘူးဆိုတာလည်းမဟုတ်ပါဘူးထမင်းလည်းစားပါလေဆွဲရှိဖို့ပါပဲအော်ပြီးတော့အသက်ရွယ်နဲ့အလိုက်ပေါ့နော်မကြီးတို့လိုအသက်ရွယ်ရှိတဲ့လူတွေကဟိုဘယ်လိုခေါ်မလဲဘာနေလို့ဆိုရင်စိတ်မညစ်ပါနဲ့ကျမ်းမာရောအရင်နေပါကျမ်းမာရင်ဝိတ်ချဖို့ဆိုတာအရန်တွေပါလေလို့မကြီးကဒီနေ့ကနေမိုတီပေးပြရစေဟုတ်ပြီနော်စစ်စစ်မင်္ဂလာဆောင်ကြောင်းလေးပို့ပြီးတော့ဒီဥစ္စာအထောက်ရောက်သွားတယ်ရှင် ဒါပေါ့ဒါပေါ့အဓိကတော့စင်စင်ပေါ့လေဒုတိယအဓိကတော့ကျမ်းမာရေးပေါ့မာကြီးကျမ်းမာရေးကောင်းကျင်တယ်ပို့ပပနေကျင်တယ်အာဒီအခုဒီလိုမျိုးဝေးချင်မာကြီးလိုချင်တဲ့ target ရောက်သွားပြီးပြီဆိုပြီးတော့မာကြီး short လိုက်မယ်တော့ short လိုက်မှာတော့မဟုတ်တော့ဘူးဂျိုင်းလေးပဲပုံမှန်လေးပဲမာကြီးတွားမယ်ပုံမှန်လေးစားမယ်ရင်တော့ဆိုရင်ကျုံနာကောက်စားလိုက်တာပဲအခုတော့ဇက်ထဲကိုအစားတစ်ခုမထည့်ခင်စဉ်းစားပါလေအာဘိုက်စားလို့စားတာလားဘိုက်မစားပဲစားနေရလားစားရောစားခြင်းရလားဆိုတော့အမြင်တွေ့ပါတယ်အဲ့စိတ်ကလေးနဲ့နေလိုက်တဲ့အခါကျသူ့အလိုလိုအဆင်ပြေသွားပါတယ်